ရာကြီးမောင်သိန်းလင်ဘာသာပြန်ဆိုထားသောမွန်တီခရစ္စတိုမြို့စာကြီးအခန်း38စိန်ခိုချင်းကောက်မိုဆက်ဂုံတီရဲ့ပြန်အချက်ရပြီးတဲ့နောက်ယူဂျီနီတန်ဂရာနဲ့အဲဘတ်မိုဆက်တို့ရဲ့မင်္ဂလာဆီဆက်ဝေးကိုဖျက်သိမ်းလိုက်တယ်။ဒီနောက်မကြာမီမှာအန်ဒရီယာခေဗင်ဆယ်ဒီကယူဂျီနီကိုလက်ထပ်ဖို့ခွင့်တောင်းတယ်။ဘယ်ရန်တန်ဂလာကတိတ်ကျနေတဲ့သဘောကြသွားပြီးမဆိုင်မတော့လိုလိုလားလားပဲသဘောတူလိုက်တယ်။ သူ့သမီးအတွက်ကေဗင်ဆန်ဒီဟာအလွန်သင့်တို့တဲ့ခင်ပွန်းတယောက်ဖြစ်လိမ့်မယ်လို့သူထင်တယ်။ဒါကြောင့်ယူဂျီနီနဲ့အိန္ဒိယတို့လက်ထပ်ဖို့အတွက်စီဆက်ကြောင်းလန်းဖြစ်သွားပါတယ်။သူ့ဘခင်ရဲ့ဂုံစရီပြည့်အောင်ရန်သူတို့ချို့ကလှုပ်တာဖြစ်ရမယ်လို့အယ်ဘတ်မိုဆက်ကသိတယ်။အဲ့ဒါဘသူတွေဖြစ်နိုင်မလဲ။တင်းစာတိုက်တွေကိုသွားပြီးဂျနီနာမှတင်းကိုဘသူထစ်တယ်လေဆိုတာရှာဖွေဖို့ထုတ်မယ်လို့သူကဆုံးဖြတ်လိုက်တယ်။ အဲ့ဒီတည်င်းကိုဒံကလာထိတာလို့ဖိုတို့သိရှိတဲ့အခါဘယ်ရန်ဟာသူ့ဘခင်ရဲ့ရန်သူပဲလို့ဆုံးဖြတ်လိုက်တယ်။သူခေတူအခါကပြင်သစ်လူငယ်အလုံးလိုလိုပဲဂုံတရေညှိုးနှွမ်းသွားတာကို ခြေဖြက်ပြစ်ပွဲအတွက်တခုသေးသောနီလန်းဟာတတရေညှိုးနှွမ်းအောင်ပြုတ်လို့သူကိုစိန်ကိုရှင်ပြန်တိုက်ခိုက်ခြင်းပဲလို့အဲဘတ်မိုဆက်ကထင်တယ်။ဒါကြောင့်သူကဘယ်ရန်ဒံကလာရဲ့အိမ်ကိုထွက်ခွာသွားတယ်။အစပထမကတော့ အယ်ဘတ်လာတာဟာယူဂျီနီနဲ့စစ်ဆက်ထားမှုပြပြသွားတဲ့ကိစ္စအတွက်စကားပြောဖို့လာတာလို့ဒန်ဂလာကထင်မိတယ်။တူးချင်းရှင်ပြန်တိုက်ခိုက်ဖို့စင်ကိုချင်းခံရတဲ့အခါမှာတော့သူကအရန်ကိုအံ့အားတင်သွားတယ်။မင်းယူနေတာပဲမင်းအဖေကိုတိတ်ခါကြဆင်ရတာဟာငါအပြစ်မဟုတ်ဘူးကွာလို့ဒန်ဂလာကပြောလိုက်တယ်။အဲ့ဒါခမည်းရဲ့အပြစ်ပေါ်ဗျာ။အဲ့ဒါရဲ့အကြောင်းတရားခံဟာခမည်းပဲလို့အယ်ဘတ်ကပြန်ပြောလိုက်တယ်။ဘလို့ကြောင့်လဲ ီသတင်းတွေပေကလာတယ်လဲသတင်းစာထဲမှာဖော်ပြထားတာပဲဇနီနာကပါလို့ဒါပေမဲ့ဇနီနာကိုဒီသတင်းတွေပေးဖို့ဘသူကစာလှမ်းရေးလိုက်တာလဲငါရေးခဲ့တာပဲအတေအချာပေါ့ငါသမီးကလူငယ်တယောက်ကိုလက်ထပ်တော့မဲ့ဆီဆီမှာသူမိဖားတွေနဲ့ပတ်သက်တဲ့အရာရာကိုခြောက်ဝဲစုံစမ်းဖို့အခွင့်အရေးငါမှရှိတယ်လို့ငါထင်တယ်ဘလို့ပြန်ကြားချက်အဖြေကိုရလိမ့်မယ်ဆိုတာတိတိကျကျနဲ့ခမည်းရေးခဲ့တာဖြစ်ရမယ် ငါတကယ်ကိုမသိပါဘူးအကယ်၍မွန်တီခရစ်တိုမြို့စာကြီးကသာ အကြံမပေးခဲ့ဘူးဆိုလျင်ဂျနီနာကိုစာရေးဖို့ဘယ်တော့မှစဉ်းဆောင်စဉ်းစားမှာမဟုတ်ပါဘူးမင်းအဖေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်ကိုငါဘယ်လိုဖို့တော့သိရှိနိုင်ပါမလဲလို့ငါကသူ့ကိုမေးတယ်မင်းအဖေဟာပင်နီယာကနေစီစဉ်ရှမ်းတာရရှိခဲ့တယ်လို့သူကငါ့ကိုမေးတယ်။ဇနီနာမလို့ငါကသူ့ကိုပြောပြတယ်။ ဒီလိုဆိုရင်ဂျနီနာကိုစာရေးဖို့လို့သူကပြောတယ်။ဟာဒီလိုဆိုရင်ဂျနီနာကိုစာရေးဖို့သူကခမ ्या ကိုအကြံပေးခဲ့တာပိုဟုတ်လားလို့အဲဘက်ကမေးလိုက်တယ်။ဟေရီဟာမွန်တီခရစ်တိုရဲ့အိမ်မှာနေနေတာဖြစ်တဲ့ဒါကြောင့်ဂျနီနာတို့စာရေးဖို့တန်ဂလာတို့အကြံပေးခဲ့တဲ့အခါမွန်တီခရစ်တိုကိုယ်တိုင်ကဒီဇက်လန်ကိုအပြည့်အဝသိရှိပြီးဖြစ်ရမယ်ဟေဒီရဲ့ဇက်လန်ကိုနောက်ထောင်ဖို့သူကအဲလ်ဘတ်ကိုဖိတ်ကိုခဲ့တယ် ကိုဗစ်အတူတူတောက်ကြတဲ့နေ့ကတော့သူဟာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအရာအလုံးကိုသိပြီးဖြစ်ရမယ်။တစ္ဆာမိမှုပဲမွန်တီခရစ်စတိုဟာသူ့အဖေရဲ့တကယ့်ရန်သူ ဖြစ်ရမယ်။ဘယ်ဘက်ကဒန်ဂလာအိမ်ကနေကတုတ်ကရုံနဲ့ထွက်ခွာသွားတယ်။မွန်တီခရစ်စတိုမျိုးစားကြီးကိုအိမ်မှာပဲတွေ့တယ်။မင်္ဂလာနေ့လေခင်မှာအယ်ဘန်ကျမ်းမာလိမ့်မယ်လို့မျှော်လင့်ပါတယ်လို့မွန်တီခရစ်စတိုမျိုးစားကြီးကနှုတ်ဆက်တယ်။ကျုပ်ဒီကိုလာတာဟန်ဆောင်ရန်ကျင်းမှုတွေခင်မင်းရင်းနှီးမှုစကားလုံးတွေအပြန်အလှန်ပြောဆိုဖို့လာတာမဟုတ်ဘူးလို့အယ်ဘတ်ကပြန်ပြောလိုက်တယ် ကျုပ်ဒီကိုလာတာရှင်းလင်းချက်တစ်ခုကိုတောင်းဆိုချင်လို့ရှင်းလင်းချက်တစ်ခုဟုတ်လားလို့မျိုးစားကြီးကပြောလိုက်တယ်။ငါကမင်းစီရရှင်းလင်းချက်တစ်ခုကိုအရင်ရဖို့လိုအပ်တယ်။ရတဲ့နယ်လို့ငါထင်တယ်။ခမားဟာကျုပ်အဖေရဲ့ရန်သူသူ့ရဲ့ဂုဏ်သိက္ခာကိုညှိုးနှဲအောင်လုပ်တဲ့လူဆိုတာကျုပ်ကဘာမှရှင်းပြနိုင်စရာမလိုဘူး။ဒါပေမဲ့ဘာကြောင့်ခမားဒီကိုလို့ဒီလိုလုပ်ရလဲဆိုတာကိုကျုပ်သိချင်တာမဟုတ်လို့ကတော့ကျုပ်ကခမားကိုတတ်ရလိမ့်မယ်။ မင်းဒီကိုလာတာငါနဲ့ရန်ဖြစ်စင်လို့လာမှန်းကသဘောပေါက်ပြီလို့မျိုးစာကြီးကပြောလိုက်တယ်ဒါပေမဲ့ဘာကြောင့်ဆိုတော့ငါနားမလည်ဘူးငါတိရတခုပဲရှိတယ်မင်းကငါ့အင်ကိုလာပြီးငါ့ကိုအိုဟစ်နေတယ်ဆိုတာပဲကျေစွပြုပြီးမင်းကိုပြိုးပြရစီဒီအိမ်မှာဘသူအတန်မဆိုထက်မြင့်ပြီးပြိုးပိုင်ခွင့်ရှိသူဟာငါတယောက်ဒေတာဖြစ်တယ်ဒါကြောင့်ဒီအိမ်ကနေမင်းချက်ချက်ထွက်ခွာသွားရင်ကောင်းမယ်ဒါကျုပ်ကလေခမည်းတော် အမားရဲ့အိမ်ကနေထွက်ခွာပြီးသွားရအောင်ဘလို့လိုရမလဲဆိုတာတီးပြတီးတဲ့လူပြားလို့အယ်ဘတ်ကဒေါ်သတကြီးနဲ့ပြောလိုက်တယ်။သူ့လက်ကလည်းအိတ်ချွတ်ပြီးမြို့သားကြီးကိုပစ်ပောင်ရင်ပြောလိုက်တာဖြစ်တယ်။ဒီလိုဆိုရင်မင်းကငါ့ကိုတဦးချင်းချင်ပြန်တိုက်ခတ်ဖို့စိန်ခေါ်နေတာပေါ့လို့အလိုအမင်းအေးစေးတည်ငြိမ်တဲ့မွန်ဒီဂရစ်တို့မြို့သားကြီးကပြောလိုက်တယ်။မနေ့ပြန်မနေ့မှမင်းရဲ့လက်အိတ်ကိုကြီးစံတစ်ခုမှပတ်ပြီးမင်းပြန်ရလိမ့်မယ်။ မနေ့ပြန်မနေ့ချင်းနိုင်ဘန့်စနဲ့တစ်တူထင်းမှာတွေ့မယ်။ကဲဒီအိမ်ကနေအခုချက်ချင်းထွက်သွားစမ်း။ဒါမှမဟုတ်ရင်တော့ငါအစီခံတွေကိုခိုးပြီးမင်းကိုအပြင်ဖက်ဆွေးထုတ်ပြစ်လက်ခိုင်းလိုက်မယ်။အခန်း39အက်ဒမွန်နဲ့မာစီဒီအယ်ဘတ်ထွက်သွားပြီးတဲ့နောက်မွန်တီခရစ္စတိုမြို့သားကြီးဟာသူ့အခန်းထဲမှာ အချင်းတို့ကြောင့်ထိုင်နေရင်အတွေ့နဲ့နေမိတယ်။ အဲ့ဒီနောက်သူကအလီကိုခေါ်လိုက်တဲ့စင်စွေတတထိတ်ကအထူးပစ္စတိုတင်နှက်တွေ90ယူလာခဲ့ပါအလီလို့သူကပြောလိုက်တယ်မွန်တီခရစ်စတိုမြို့သားကြီးကတင်နှက်တွေကိုဂယုတဆိုင်တည်တည်ဆာဆာကြည့်လိုက်တယ်အဲ့ဒီတင်နှက်တွေကအိမ်တွင်းမှာအပြစ်လေးချင်းဖို့သူအထူးတလေပြုတ်လုခဲ့တဲ့ပစ္စနိုတင်နှက်တွေဖြစ်တယ်သူကတင်နှက်တလက်ကိုကောက်ယူလိုက်ပြီးနယံပေါ်မှာပြစ်မှတ်တည်တည်လေးတစ်ခုကိုချိန်လိုက်တယ်မွန်တီခရစ်စတိုမြို့သားကြီးဟာတင်နှက်ပြစ်လက်ဖြောင့်ကျွန်းကျင်တဲ့ပါရာဂိုတယောက်ဖြစ်တဲ့ သူ့ကိုရှင်နိုင်သူမရှိဘူးဒါပေမဲ့မနဲ့ပြန်မနဲ့သူအသက်ရှင်ဖို့ကိစ္စမှာတော့သူဘလောက်ကောင်းကောင်းပြစ်နိုင်တလေဆိုတဲ့အပေါ်မှာမူတည်တယ်။အခုနင်းနေလောက်လေ့ကျင့်ထားခြင်းအပြင်ကောင်းမွန်တဲ့ကိစ္စတရားဖြစ်လာပါလိမ့်မယ်။ပြစ်မှတ်ကိုပြစ်ခတ်တော့မဲ့စစ်စစ်မှာအသည့်တရားရောက်ရောက်နေတယ်လို့သတင်းပို့ဖို့အတွက်အစီခံတရားအခန်းလေးဝင်လာတယ်။အစီခံရဲ့နောက်ဖက်တကားရဲ့အပြင်ဖက်မှာမျက်နှာဝန်းစားပွားဖုံးထားတဲ့အမျိုးသမီးတယောက်ရပ်နေတယ်။မွန်ဒီခရစ်စတိုမြို့စာကြီးရဲ့လက်ထဲမှာ တင်နဲ့ကင်ထားတာကိုသူမမြင်တော့အခန်းတည်းသို့ကမန်းကတန်းဝင်လာတယ်။မြို့စားကြီးကအစေခံကိုထွက်သွားဖို့အချက်ပြလိုက်တယ်။ခမည်းဘသူပါလဲမတန်းလို့မွန်တီခရစ်စတိုမြို့စားကြီးကမေးလိုက်တယ်။အမျိုးသမီးကမြို့စားကြီးရဲ့ရှိမှဒိုးထောက်ပြီးပြောလိုက်တယ်။အက်ဒမွန်ရဲ့ကျမရဲ့တောင်းကိုမတက်ပါနဲ့။မွန်တီခရစ်စတိုမြို့စားကြီးကတအံ့တအိုးနဲ့နောက်ဖက်တော့တလန်းဆုပ်လိုက်တယ်။မဒမ်မိုးဆက်ခုနကခမည်းပင်နာမီကိုတုံးလိုက်တာလေရှင်နာမီပေါ့ရှင်ရဲ့လို့ မျက်နှာအားစာပေါ်ပါကိုဖယ်ပြီးသူမကပြုတ်လိုက်တယ်။ကျမတယောက်တည်းဘယ်တော့မှမပြောင်းမသွားခဲ့တဲ့နာမည်ပေါ့။အဒမွန်အခုရှင်းစီလာတာမဒန်မိုးဆက်မဟုတ်ပါဘူး။မာစီဒီပါ။မာစီဒီဆိုတာတည်သွားပြီးမဒန်လို့မွန်တီခရစ်စတိုမြို့စားကြီးကပြုတ်လိုက်တယ်။အခုအခါမှာအဲ့ဒီနာမည်နဲ့ရှိခဲ့လူဆိုလို့ကျွန်တော်မသိရပါလား။မာစီဒီကအသက်ရှင်နေရရှိပါသေးတဲ့အဒမွန်။သူမတယောက်တည်းသာလျင်ရှင်းကိုတတိယနေရပါ။ရှင်ကိုမြင်မြင်ချင်းပဲအဲ့ဒါဟာရှင်ပဲလို့သူမသိခဲ့ပါဗျ။ ရှင်ပေရဲမှာရှိနေတဲ့တချိန်လုံးသူမအရှင်ကိုစောင့်ကြည့်နေခဲ့ပါတယ်။ကောင်းမိုးဆက်ပါကြောင့်ဂုံတွေအပြစ်ခံရတယ်ဆိုတာလည်းသူမကသိပါတယ်။ခမားအနေနဲ့ဖာနန်လို့ပြောတင်တာပုံမတန်လို့မွန်တီခရစ်စတိုမြို့သားကြီးကပြန်ပြောတယ်။အကယ်၍ကျွန်တော်နာမည်ရင်းတွေကိုတည်ရကြရတယ်ဆိုရင်လေအားလုံးကိုတည်ရလိုက်ကြရအောင်ပါ။ဟာဒါဆိုရှင်တိတဲ့အတိုင်းပဲကျမမမားပါဘူးအဲ့ဒါပါကြောင့်ကျမသားရဲ့အသက်ကို ရှမ်းတာပေးပါလို့အချင်းကိုတောင်းဆိုနေရတဲ့အချက်ပါပဲ ကျုပ်ကိုစတင်ပြီးစင်ခိုခဲ့တာခမည်းရဲ့သားပါပဲမတန်းတခြားနီလိုင်းမရှိတော့ပါဘူးသူ့အဖေရဲ့ကံမကောင်းအကြောင်းမလာတဲ့ဖြစ်ရတရားခံအကြောင်းရင်းဟာရှင်ပဲလို့သူသိသွားတာကြောင့်ပါ မတန်းခမည်းမှားနေပြီးအဲ့ဒါတွေဟာကံမကောင်းအကြောင်းမလာတာတွေမဟုတ်ဘူးခမည်း အဲ့ဒါတွေဟာအပြစ်ဒဏ်ခတ်မှုတစ်ခုသာဖြစ်ပါတယ်။ခမည်းရဲ့ခင်မောင်းကိုကျွန်တော်ကထိခိုက်အောင်လုပ်တာမဟုတ်ဘူးခမည်း။ဖရဲသခင်ကသူ့ကိုပြစ်ဒဏ်ခတ်နေတာ။ရှင်ကရှင်ဟာဖရဲသခင်ကိုကိုးစားပြုတယ်လို့ထင်နေတာလားလို့မာစီဒီကအတန်ကြင်ကြင်နဲ့မေးလိုက်တယ်။လူတန်းကမိရောသွားပြီဖြစ်တဲ့ကိစ္စကိုရှင်ဘာကြောင့်တတိယရတာလဲ။ဇနီနာမှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ရှင့်အတွက်ဘာအရေးကြီးလို့လဲဖာနန်မွန်ဒီကိုကရှင့်ကိုဘာဒုက္ခမှမပေးခဲ့ပါဘူးခမည်းမှန်ပါတယ်မတန် ဒီကိစ္စဟာကျွန်တော်နဲ့မပတ်သက်ပါဘူး။ဒါကပြင်သစ်အရာရှိနဲ့အလီတက်ဘလင်ရဲ့သမီးဟေဒီရိုရဲ့ကြောင့်ပြဿနာတရပဲ။ဒါပေမဲ့ကျွန်တော်ကဘုံမှုကြီးဖဏန်ဝန်ဒီကိုဂလက်စားချင်နေတာမဟုတ်တလို့မြို့စားကြီးဖဏန်ကောက်မိုးဆက်ကိုလက်စားချင်နေတာလည်းမဟုတ်ပါဘူး။ဒါပေမဲ့မာစီဒီရဲ့ခင်ဝါမာဆေးကဖဏန်ကိုဂလက်စားချင်နေတာပါ။ဒီလိုဆိုရင်ရှင်အပြစ်ပေးတင်တာကျမပဲကျမရဲ့ခင်မမဟုတ်ဘူးရှင်အဝေးမှာရောက်နေခါရှင်ကိုကျမတယောက်တည်းစောင့်ဆိုင်ဖို့ အတိမရှိတာကျမရဲ့အပြစ်ပါဒါပေမဲ့ဘာကြောင့်ကျွန်တော်ကအဝေးကိုရောက်သွားပြီးခမရကဘာကြောင့်အထီးကျန်တယောက်တည်းဖြစ်သွားရတာလဲဘာကြောင့်ဆိုချင်းအဖမ်းခံရလို့ပေါ့အဲ့ဒါမပြီးတော့ချင်းအကျဉ်းသားတယောက်ဖြစ်သွားလို့ပေါ့ကဲဘာကြောင့်ကျွန်တော်အဖမ်းခံရတယ်လဲဘာကြောင့်ကျွန်တော်အကျဉ်းသားတယောက်ဖြစ်ခင်းရတာလဲကျမမသိပါဘူးလို့မာစီတီးယားပြောတယ်ခမရမသိဘူးဟုတ်လားမတန်နင်းနေလေးမှမသိဘူးလားကျွန်တော်ကတော့ဒီလိုမျှော်လင့်မထားဘူးဒါပေမဲ့ကျွန်တော်ကခမရကိုပြောပြပါမယ် မြို့သားကြီးကစပွေးတလုံးစီတို့သွားတယ်။သူ့ဖွင့်ပြီးအန်ဆွေးတရားစာအဟောင်းတစ်ဆောင်ကိုယူလိုက်တယ်။အဲ့ဒီစာကမွန်ဒီခရစ်စတိုမြို့သားကြီးလော်ရီမိုဟန်ဆောင်ပြီးအကျဉ်းထောင်မှတ်ပုံနဲ့စာအုပ်ထည့်ကယူခဲ့တဲ့စာပေါ့။သူမဆဲရှင်းအကျဉ်းထောင်များစစ်စေးရေးမှူးထံသွားတဲ့နေရာယူခဲ့တာပါ။ကျွန်တော်အဖမ်းခံရပြီးအကျဉ်းသားတယောက်ဖြစ်သွားရတဲ့အကြောင်းရင်းကဒန်ဂလာလို့ခေါ်တဲ့လူတယောက်ကဒီစာကိုရေးပြီးဖန်နန်ကိုရန်ဒီစာကိုထည့်ခဲ့လို့ပါပဲလို့သူကပြောတယ်။ မာစီဒီကတုံတုံရင်ရင်နဲ့စာကိုလှမ်းယူလိုက်ပါတယ်။စာလေးကတက်တန်းချခဲ့ပြီဖြစ်လို့ဝါနေပါပြီ။ဒါပေမဲ့သူမကစာကိုဖတ်လို့တော့ရပါသေးတယ်။ဘရင်ဘက်တို့သားမိတ်ဆွေတယောက်မှဘရင်အရာရှိမင်းများအတွက်တည်င်းအဆက်လမ်းများရှိနေပါသည်။ပါရင်တင်ပေါ်မှအက်ဒမွန်တန်နီသည်ပေရစ်ရှိနပိုလီယန်အေနောက်လမ်းများသို့ပြေးရန်စာတစံကိုအယ်ဘာကျွမ်းမှယူခဲ့ပါသည် ထိုစာကိုသူ၏ကုတ်အင်ဂျီထီရယ်ဖြစ်စေ သူ့အဖေအိမ်တွင်ဖြစ်စေတင်မိုးဘို့ချီသူ့အခန်းတွင်ဖြစ်စေတင်တို့တွေ့ပါလိမ့်မယ်။မကမွန်တီခရစ်စတိုမျိုးစားကြီးကိုကြည်လိုက်တဲ့ဒီလိုဆိုရင်ဒီစာကြောင့်ရှင်အဖမ်းခံခဲ့ရတာပေါ့ဟုတ်လားလို့မေးလိုက်တယ်။ဟုတ်ပါတယ်မတန်းလို့မျိုးစားကြီးကပြန်ပြောလိုက်တယ်။ပြီးတော့ချက်တူဖက်အချင်းထောင်အချင်းခန်းလေးတစ်ခုတည်းမှာတစ်ဆက်လေးနှစ်ကြာအောင်နေခဲ့ရပါတယ်။ဒါကိုခမားမသိဘူးမဟုတ်လားပြီးတော့ခမားမသိတာလည်းရှိပါသေးတယ်အဲ့ဒီတစ်ဆက်လေးနှစ်ကာလပတ်လို့နှင်းစင်မပြတ်ဂလက်စားရှင်မင်းဆိုပြီး အတဏိဋ္ဌံပြုထားခဲ့တဲ့အချက်ပါပဲကျွန်တော်ထောင်ကထွက်လာတော့ခမားကဖန်နန်နဲ့လက်ထပ်သွားပြီးကျွန်တော်ဖခင်ကြီးကအစာရေစာပြက်လက်ငတ်မွက်ပြီးတေဆုံးနှက်ပြီးပြီဆိုတာသိခဲ့ရတယ်ဒီလိုဆိုရင်ရှင်ကအခုဂလက်စာချီတော့မယ်ဘောလုံးမှာစီဒီကတီတိုးလေတန်နဲ့မိလိုက်တယ်ဟုတ်တယ်ကျွန်တော်ဂလက်စာချီတော့မယ်လို့မွန်တီခရစ်စတိုမြို့စာကြီးကပြန်ပြောလိုက်တယ်